ပြောကြစို့သင်္ချိုလေးကမနက်ကအရူပပရိသတ်၄ပါးအရူပပရိသတ်၄ပါးဆိုတာခြားမဟုတ်ဘူးအာဂါသနဇာယနာဝိပတ်ဝိညာဉ်သနဇာယနာဝိပတ်အာငယ်သညာယနာဝိပတ်ဉာဏ်ဉာဏ်သညာယနာဝိပတ်ဒါဝေပရမရုပ်ပါတိဝိပါကနိလို့ဉာဏ်ချုပ်လို့ဆိုတာပရမရုပ်ပါဆိုင်တော့ဝိပတ်စိတ်တွေကိုပြောတာပါအဲ့ဒီဝိပတ်စိတ်တွေဟာဘသူရဲ့ပရိသတ်တွေနေနေဖြစ်တာဆိုပရမရုပ်ပါတိမူလပထမဇံပရမရုပ်ပါဘုံ ုဒိယရူပဘုံတတိယရူပဘုံဟောလိုက်အာဂန္တဇယနာဝိပ္ပယဇေအာဂန္တဇယနာဘုံအတွက်ဝိညာဉ်ဇယနာဝိပ္ပယဇေဝိညာဉ်ဇယနာဘုံအတွက်ဟောလိုက်ခက်လားခက်တော့နော်နောက်အဲ့ဒါပြီးတော့သူတို့ရဲ့အတ္တန်ကြီးပေါ့သူတို့ကပြိတန်နေကြတဲ့ဘဝရလာပြီရလာပြီသူတို့အတ္တန်ဘယ်လောက်ရှိတော့ပေါ့နော်နောက်ပြီးတော့အာလောဘဘုရားတဏ္ဍာမရလားအာလောဘဘုရားတဏ္ဍာကအာဂတနဇယနာဘုံမှာလေဆိုရင်မဟာကတ်နှစ်သား ဟုတ်ပြီနော်ဘုံရတော့じゃမာက4000ဘုံရနေစကြတော့4000အောက်ကညတော့မာက6000 246ကိုကျန်ရဲသွားနော်ရှင်းပါလို့နော်2 4 8 6 30နဲ့6ကလေးဒါမျိုးသွားရနော်သွားပုံမျိုးဒီဒါလေးတွေထားခဲ့နော်ကဲမြဝတ်ဉာဏ်ဉာဏ်နဲ့အများကြီးထိုးတက်သွားတယ်မာကတ်8000 4000ဟုတ်လား2 4 6 8000ပါနော်8ဘူဘာဘူလာမယ်4000ဘူလာနော်ခင်ဗျားတို့သွား ပရိသန္တိဘုံဝင်သာသာရအောင်ပရိသန္တိဘုံဝင်သာသာသာနာမနာယာမေဝတေဝါဒီနစိသသာလိယံစိတ္တံစေကသာလိယံနေပြလိဆိုရဲဒီကနာရိယံသုလောကဘာနာရိတာရေပရိသန္တိရေပြနေကောဝေလာပရိသန္တိကောသာဂောသာမသာနာမနာသုရိစိတ္တေနာဘာယာမေဝတောယာတိယံ

ဘုံဇက်ပြောကအပြင်အတူတူပဲဖြစ်ကြတယ်နော်ဧကမေဝဘဝမှာဘုံတို့ဇက်တို့လည်းပဲတူရတယ်ကိစ္စနဲ့ဝါအနေနဲ့တူရတယ်ပေါ့နော်သင်္ခါရအနေနဲ့လည်းတူရတယ်ဒီကြပြီလို့ညာနောက်ဧကဝိတယဆိုတော့အာယုံတွေလည်းပဲတူကြတယ်ပေါ့နော်တူကြပြီလို့ညာဒီဘဝတစ်ခုထဲမှာအတူတူတူကြတယ်ပေါ့နော်ဏိတန်တေဆိုလိုချင်တာကတော့အာယုံအဖြစ်လည်းတူတယ်ပဏိတန်တေစိတ်ကကံကိုအာယုံပြည့်ရင်ညာနဲ့ဟို ဘဝံတို့သုတိသွားတဲ့ကံကိုအောင်ပြုတာနော်အာယုံနဲ့တူတယ်ပေါ့နော်သတိအပြင်အကုန်လုံးတူကြတယ်ပေါ့သူတို့ဟိုကနော်နားလည်လားနားလည်ဘဝမှာတူတယ်ဗျာအဲ့တော့ဒီဥစ္စာလေးကအမြဲတမ်းလားဆိုတော့မမြဲတဲ့အကြောင်းလေးကိုလို့ရှိမှာဆိုတော့သောမနတ္တနဲ့ပရိသတ်တွေနေပြီးတော့သောမနတ္တနဲ့သောသောမနတ္တဖြစ်သောမနတ္တသာကသဝနာဝတ္တအာဂန္ဓုကဘုံနာကြတယ်နော်အဲ့ဒီမှာကြတော့ကျတော့တဘဝမှာငယ်စရာ ုံးမရှိပြီမလို့ပဋိသန္ဓေနဲ့အာခဏုကဘောင်ဝင်လေးကြတော့မတူဘူးဆိုတာလေးကြတော့ပါသေးတယ်เนาะအဲ့ဒါလေးကြတော့မတူဘူးဆိုတာလေးလည်းရှိသေးတယ်เนาะဒီဘာသာလေးကအမြဲတမ်းတူလာတော့အာခဏုကဘောင်ဝင်နဲ့ဆိုရင်တော့မတူဘူးပေါ့ဟုတ်လိုက်ဘောပေါ့လားသူကဗြဟ္မမူလဘောင်ဝင်ကြတော့သုံးနတ်သားနဲ့ပဋိသန္ဓေနေတာကိုသုံးနတ်သားဘောင်ဖြစ်ကြရအာခဏုကဘောင်ဝင်ကြတော့ရဥပ္ပခါဘောင်ဖြစ်တာကိုเนาะ အဲ့တော့ဘဝဉာဏ်ကဘာလို့ဟုတ်အာရုံကဘဝနဲ့ဆိုရင်တော့ဒီတဘွားမှာတူမြဲမြားသုံးပါးကမဟုတ်တော့ဟုတ်လားအာရုံကဘဝနဲ့ချိန်ယူရတာနော်ကဲဒါဆိုရင်ပဋိသင်္ဒေစတုကာပြီးပါတယ်ပြီးပါတယ်နော်အဲ့ဒါဆိုတော့ကမ္မစတုကာကိုသွားကြရအောင်ကမ္မစတုကာနမစရလောကပရိပါဒိတိစေတံဥပါဒနာဥပါဒိတံဥပါဒာရိယစီတိကိသောဝတိနာရူကံ၄ပါးကို ကံက၄မျိုးရှိတယ်အဲ၄မျိုး၄မျိုးပေါင်းရတဲ့၄စုရှိတယ်ဟောလိုက်ကံမစတုကဆိုတာတစ်ခုတစ်ခုမှာ၄မျိုးပါတယ်အဲ၄မျိုးပါတယ်ကလေးအုပ်စုရှိတယ်ပြเนาะပထမဆုံးကိစ္စဝတ္တနာလေးယူတော့ကိစ္စဤအစွားမြင်များသောကံ၄ပါးဆိုတာလည်းရှိတယ်ဟောလိုက်နောက်ကအပိုက်ဆိုပါကဒါနပရိယာယိနာတို့လာလိမ့်မယ်ပါကဒါနပရိယာယအနေနဲ့ကျိုးပြီးတဲ့ကံ၄ပါးဟောလိုက်နောက်နောက်တစ်ခုကကျတော့ ပါကကာလကိုဒီလားပါကကာလကံ၄ပါဘုဘကျတော့ပါကဌာနဆိုတော့ပါလာရံပါကဌာနကံ၄ပါလို့အချင်းချုပ်အပြင်၄ပါ၄ပါရှိတဲ့ကံအမျိုးအစားကို၄ခုပြဟုတ်လိုက်အခုဒီခုမှလည်း၄ခုပါအဲ့တော့ပထမဆုံးဌာနကကိစ္စဝတ္တနာကိစ္စရည်စွာအပြင်နော်ကိစ္စရည်စွာအပြင်ပြတော့ကံ၄ပါကိုဆိုပြတော့မယ်ဟုတ်ပြီလားအဲ့တော့အဲ့ဒါကိုကြည့်အောင် ကိစ္စစတုကဟိုမှာဆရာတော်ကဖတ်ကြည့်အောင် နာမည်ပါဖြစ်စေခြင်းဖြစ်စေခြင်းထောက်ပံ့ခြင်းဖြစ်စေခြင်းတပည့်ခြင်းသည်တန်တို့ဤကိစ္စလုံးကမည်ဤတို့ကိစ္စနှင့်ဆက်၍အဲ့တော့ဇဏကကံကြောင့်ဖတ်ကြည့်ရအောင်ဇဏကကံဝိပဿနာစေတနာယတမတာယောကံယောတရာယောကိုတောရောကိုဤဘုဒ္ဓဝိပဿနာ နကကံဆိုအကျိုးကိုဖြစ်စေတဲ့ကံပဋိသန္ဓေအကျိုးပဲဖြစ်ဖြစ်ဘဝတိအကျိုးပဲဖြစ်အကျိုးကိုဖြစ်အောင်လုပ်ရတဲ့ကုသိုလ်ကံအကုသိုလ်ကံလည်းအကျိုးကိုပေးစေတဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကိုအဲဒါဇနကလို့ခေါ်ပါတယ်ဟုတ်လားဒါပဲဝိပဿနာစေရုပ်တတွေကိုတန်ဒီဘဝတိခွန့်ခါရှိတော့မိမိကိုယ်တိုင်ဖြစ်စေနိုင် ခေါ်ပိုင်ဇနကကံကုသိုလ်ကံအကုသိုလ်ကံတွေလည်း ဟုတ်လားကုလူကံလည်းကောင်းသောအကျိုးကိုဖြစ်စေတယ်မကုအကုလူကံလည်းမကောင်းသောအကျိုးကိုဖြစ်စေတယ်အဲ့လိုအကျိုးကိုဖြစ်စေတဲ့ကံမျိုးတွေကိုပဋိသန္ဓေခါမှာပဲဖြစ်စေဖြစ်စေဘိုးဒီခါမှာပဲဖြစ်စေဖြစ်စေအဲ့လိုအကျိုးကိုဖြစ်စေတဲ့ကံတွေကိုဒါစန္ဒကကံလို့ခေါ်ပါတယ်ဟုတ်လားကဲနာလို့သွားဘတ်ထံဘကကံကိုယ်တိုင်ကအကျိုးမပေးနိုင်တပါတော့ကံအကျိုးပေးဖို့ရလေအောင် အကျိုးမေဝရနေတယ်အကျိုးမေတန်လျာအကျိုးမေဒီအာမလည်းထိုကျိုးများကြာရှိဖွင့်ပြိုးရအောင်ကုသိုလ်ရမှာဖြစ်စေအာဟုသိုလ်ရမှာဖြစ်စေပြောစွာထောက်မှကုရိဘတော်ကံကိုဥပတ္ထမကံပေါ်ဤထောက်ပံ့ပေးရတဲ့ကံကိုဥပတ္ထမကံဟဲ့လိုက်ကိုယ်တိုင်တော့ကျိုးပေးတာမဟုတ်ဘူးเนาะဒါပါတော့ဟိုဥပတ္ထမကံလာတာဆိုတာ ထောက်ပံ့ပေးလိုက်တယ်။ရှေ့ကကုသိုလ်လေးတွေလုပ်ထားခဲ့တာရှိတယ်။အဲ့ဒီကုသိုလ်လေးတွေကခါတရံမရခွန်မတဲ့လို့ online အခွန်မတဲ့လို့ဒါမှမဟုတ်ရင်မဆက်မိလို့မဟုတ်ကြိုးမေးမပိုးမပေးတာမျိုးလည်းရှိတယ်။အဲ့ဒါမျိုးလေးတွေကိုအကျိုးပေးသွားဗျာနေပြီးတော့ထောက်ပံ့ပေးရတဲ့ကံလေးရှိတယ်။သူဥပမာပြောမယ်လို့ရေလာခြင်းမြောင်းပေးရတယ်လို့မျိုးပေါ့ online ရေလာခြင်းမြောင်းဆက်တယ်ပြရတယ်မလား။ဒါပါတော့ဒီမှာရေမြောင်းကြီးရှိတယ် ဲ့ဒီရင်ကောင်းရဲ့ရှေ့မှာထိတ်ကလေးမှာပိတ်နေပြီဆိုလို့ရှင်ဆက်သွားလိုက်တာသွားတော့သွားရင်လည်းကိုယ်လိုကန်းတယ်ပဲသွားတော့အဲ့ဒါမသွားတော့ဟုတ်လားအဲ့ကိုသွားစင်းနေစီသွားဖို့ဆိုရင်အဲ့ဒီရုပ်စက်လေးကိုမြောင်းဖောက်ပြီးပူသွားရင်လည်းသွားလို့ဟုတ်လားအဲ့လိုမျိုးကန်ပေါ့ပိတ်နေတဲ့ကန်တွေလည်းပွန့်သွားအောင်နော်နောက်အကျိုးပေးပြီးသားဟာတွေကိုလည်းပို့ပြောကြအကျိုးပေးအောင်ပိုတိုင်းကတော့အကျိုးပေးတာမဟုတ်ဘူးเนาะသူများအကျိုးပေးခွင့်တောင်းเนาะနောက်ပြီးကြတော့အကျိုးပေးခွင့်ရနေလဲပေးပြီးသားအကျိုးကိုပို့ပြီးတော့တန်းအောင်ဟုတ်လား ်ဘောပေါလားအဲ့လိုမျိုးရေလာမြောင်းပေးနေနဲ့ပြီးရတဲ့ကံမျိုးတွေကိုကြတော့ဥပထံဘကကံဟုတ်လားဒါမှမဟုတ်မှာတီပေါင်းသားမဲ့ကံပါတယ်ဒါမှမဟုတ်ဒီကခြားဟာလေးရအကြောင်းအကြောင်းလေးရပိတ်နေရင်မျိုးကိုအွန်လန်းနဲပါလို့အဲ့ဒါကိုဘေးရနေလို့ကြကံလေးကနေထောက်ပံ့ပေးလိုက်ဒါဆိုဥပထံဘကဟုတ်လားထောက်ပံ့နေလုပ်ပြရတဲ့ကံလေးတွေပေါ့ဟုတ်ပြီနော်အဲ့ဒါ အဲ့လိုပေါ့လေဥပဒေမှာဟုတ်ပြီနော်ဟားလိုက်နော်သူကပြေးလိုက်တာကိုတကယ်တမ်းကျဒါပါတော့တကယ်တမ်းကျသူကိုယ်တိုင်အကျိုးပေးတာကိုရှေ့ရှေ့ရလုပ်ခဲ့တဲ့အကျိုးတွေကြောင့်ပေးနေတယ်ဟုတ်ပြီလားပေးနေတာခါနေရကြတော့လေအဲ့လိုမျိုးလေးပေးလာတာတွေရှိတယ်နော်ရှေ့ရကံတွေပေးလာရှိတယ်ဒီဘဝကအကျိုးပေးရဖို့ပဲရှေ့ရနေပြီးလုပ်ခဲ့တဲ့ကံတွေကအခွင့်သိရင်တော့ပေးနေတာပဲခါနေရတော့အခွင့်မသိရင်မပေးဘူးမပေးတဲ့အချိန်ကျတော့ကိုက ညောင်းပိတ်နေတဲ့ဘောပေါ့ကွာညောင်းပိတ်နေရှိရကုသိုလ်ကနေလောက်လို့ပဲလို့ပဲအကုသိုလ်ကနေလောက်လို့ပဲလို့ပဲခါလီယာမှာညအဲ့ဒါကြီးအကျိုးမပေးဘူးဆိုတော့တော့အကျိုးရတော့အကုသိုလ်ကလုံးပြီးတော့လေကုသိုလ်ကုသိုလ်ကောင်းကျိုးလေးတွေခံစားနေရတယ်ရှိတယ်ဒီဘောမှာလုံးနေတဲ့ဘာလေးတွေရှိဟုတ်လားအဲ့တော့တခါတည်းကျတော့အကုသိုလ်လည်းနေမယ်ကောင်းကျိုးလေးဝင်နေတာနောက်ကုသိုလ်တွေလုံးပြန်နေမကောင်းကျိုးလေးတွေဝင်နေတာမျိုးတွေရှိဟုတ်တော့ရှိရကုသိုလ်ကခွန်လန်းနေရပိတ်နေလို့အဲ့တော့じゃဒီကကုသိုလ်ကလမ်းနေတယ်ဖွင့်ပြရတာမျိုးရှိတယ် နာမျိုးကိုထောက်မှန်ပြရတဲ့ကံမျိုးလေးကိုကြတော့ဥပါခံဘက်ကကံလို့ခေါ်ပါတယ်ဟုတ်လားကဲအဲ့ဒါကိုဆရာတော်ဆောင်မလို့လို့ရေးထားပါမယ်အကျိုးပေးခွင့်အခါတင့်ဖို့အခွင့်တင့်ပြန်ကျိုးပေးတဲ့အောင်ပြည်ပြန်ဒီကရှင်းကြရပညာကိုလျော်စွာထောက်မှကုညီကဥပါထံဘကကံအဲ့တော့ဒီကုညီရဲ့လုပ်ကိုလုပ်နေမှာပဲဟုတ်လားဘောင်းဆိုရှေ့ကကုသိုလ်ကံကောင်း ါတော့ကုသကံမျိုးကိုဆက်လက်ပြီးတော့ကြဖြစ်ထွန်းစေကုသကံရဲ့အကျိုးတွေကိုဆက်လက်ပြီးအကျိုးပေးစေခြင်းနဲ့ဆိုလို့ရှိရင်လည်းကုသရေလာမျောင်းလေးဖောက်ပြရတယ်နော်အဲ့လိုမလိုက်ဘူးအဲ့ကုသကံဆက်ပြတ်သွားမယ်ဆိုတော့မသိနိုင်ဘူးလေဈာထဲမှာတခုခုကပိတ်နေဆိုတာလည်းမသိနိုင်ဘူးလေမသိနိုင်တယ်ကွာထောက်ပံ့ပြီးတော့ဖောက်ပြရဟုတ်လိုက်ဒါနဲ့တခုခုတော့အကြောင်းလေးကြောင့်အကုသိုလ်အကြောင်းလေးကြောင့်ကုသကံအကျိုးပေးခွင့်လေးမတန်မနဲ့ပိတ်လာလို့ရှိတယ်နော်ပိတ်နေဟိုကဖောက်ပြရတယ် ဲ့တော့ကုသိုလ်ကံဒီကုသိုလ်ကံရည်စည်းတွေတန်ဖို့ဆိုလို့ရှင်တော့ကုသိုလ်ဝိုင်းနဲ့ဖွင့်ပေးရမှာဟုတ်လားဆက်လက်ထောက်ပံ့ပြီးတော့ဖွင့်ပေးရဒီကောနော်အဲ့လိုထောက်ပံ့ပေးရတဲ့ကောရှေ့ရကုသိုလ်တွေအကျိုးပေးတယ်ဟောအဲ့ရှေ့ရကုသိုလ်ကံရည်စည်းရှိလာဖို့ကောကုသိုလ်ရဲ့အကျိုးရည်စည်းရှိလာဖို့ဈာထဲမှာတစ်ခုကပိတ်နေဆိုလို့ရှင်အဲ့ဒါကြီးရှိလာဖို့ဘေးရနေတော့ထောက်ပံ့စာလုပ်ပေးရဟုတ်လားအဲ့တော့အဲ့လိုပဲရှေ့ရလုပ်ခဲ့တာကုသိုလ်ကျိုးတယ်မဟုတ်ကုသိုလ်တွေကိုအကုသိုလ်တွေလုပ်ခဲ့ကြတာပါ နော်ကုသိုလ်အကုသိုလ်တွေအကုန်လုံးလုပ်ခဲ့ရတယ်အဲ့တော့လုပ်ခဲ့ကြတော့ညသာတရားမှာကြတော့အကုသိုလ်ဂျိုးတွေစပေးခြင်းပြီးဆိုတယ်အဲ့ဒီအကုသိုလ်ဂျိုးတွေမပေးခြင်းတော့ဆိုလို့ရတယ်ပိတ်ပြရတော့အဲ့တော့ရေစီးနေရေကတော့ကြောက်စီးနေဆိုအဲ့ဒီရေကိုမစီးသေးခြင်းတော့ဘာလို့လဲတော့ပိတ်ပြရပိတ်ပြခြင်းလဲပိတ်လို့ရဟုတ်လားအဲ့တော့ကုသိုလ်တွေအကျိုးပေးဖို့မတအောင်ကြတော့အကုသိုလ်ကိုတွေးလိုက်ကြဟုတ်ပြီလားအခုတို့တွေတော့ကျူးပေးခြင်းနဲ့ဒါပေမဲ့ကိုကနင်းကလေးအခုတို့တွေတော့နေရင် ရှေ့ကခုလိုဆိုတော့မေးလက်ပြန်ဒီလိုဖြစ်တယ်နော်ဟုတ်ပါလားအဲအာဟုတို့တွေယူပေးခြင်းနဲ့အာဟုတို့တွေကယူပေးနေပြီအဲအာဟုတို့တွေကိုတူမပေးနေခြင်းတော့ဆိုရင်ကိုယ်လည်းကုသိုလ်နဲ့ပိတ်ပြန်ဟုတ်လားခါတည်းမှာပိတ်တာတော့မှရှင်းပြီးတော့ထွက်ပြရမှာလားနော်အဲတော့ကုသိုလ်ကံပဲပြအာဟုတို့ကံပဲပြအဲ့သဘောလေးပဲရေရရင်းမြောင်းပိတ်တာတော့မှရေရတလောတားကြီးစီးတယ်နေတယ်ဘေးကနေပြန်ထွက်တာနော်အဲ့ဒါမျိုးရော အာဟုတုရေစီကြောင်းကြီးကိုအာဟုတုကံအာဟုတုကံအကျိုးဖြစ်တဲ့ရေစီကြောင်းကြီးကိုပိတ်ခြင်းလိုပဲဖြစ်စေဖြစ်စေကုတုကံရေကုတုကံအကျိုးဖြစ်တဲ့ကုတုကံအကျိုးရေစီကြောင်းကြီးကိုကုသန္တမှာထပ်ပြောပြဥဖို့ပြုလို့ရခြင်းလိုပဲဖြစ်စေကုတုလို့ကိုလုပ်ကြအဲ့ဒါထောက်ပံ့လုပ်တာနော်ဒါလို့လေနော်ဒီကံလေးရဲ့လုပ်ဖို့ကိုလို့လေနော်အဲ့လိုရေလာမြောင်းပေးရမယ့်ကံမျိုးပေါ့ရေလာစီခြင်းမြောင်းပေးရရေလာစီခြင်းမြောင်းပေးရမှာ ဟုတ်လားပိတ်တယ်တော့မှဒါကန်ထွက်လာဘူးเนาะဘာဝါလာလေเนาะနောက်ပါတော့ကိုကတော့ရှိရအာဟုတုအာဟုတုကံနေပြီပဲလို့အာဟုတုမျိုးရတောက်ချော်ကြီးကရိုးလာပေးကုတုကံနေလောက်တာလုံးမမရဘူးကွာမမကောင်းတာတွေပဲဖြစ်နေတာငါတော့တော့အခုတို့လုံးတယ်တော့မကောင်းတာတွေဖြစ်နေစိတ်ဓာတ်မကြမ်းနဲ့ဘာလို့တော့ရှိရရည်စည်းရလှိမ့်တန်းနေတာကိုဟုတ်လားရှိရအာဟုတုကငါဘယ်လောက်လုပ်ခဲ့တယ်မှမသိပဲနဲ့ဟုတ်လားရည်စည်းရလှိမ့်တန်းနေတော့ပိတ်လို့မနိုင်ဘူးဖြစ်နေတယ် เนาะဒါကြောင့်ပို့ပြီးတော့နာနာပိတ်ရမယ်လို့နားလေပြီဟုတ်လားခါပြန်မှာမကောင်းကျိုးတွေဒါအကြာကြီးခံစားနေရတယ်ဟုတ်လားမကောင်းကျိုးတွေအကြာကြီးခံစားရတယ်ပဲကုသိုလ်လိုရတဲ့နဲ့မကောင်းကျိုးတွေအကြာကြီးခံစိတ်မပြည့်နဲ့ဘာလို့လို့ရည်စည်းတွေတန်းနေလို့အကုသိုလ်ရည်စည်းတွေတန်းနေတာဘိုးလို့ခဲ့တဲ့ဒီဘဝမိတာကိုမသိနိုင်ဘူးလေဟုတ်လားအဲ့ဒါကြီးတွေကလှိမ့်ကန်ပြီးတော့ညစီးနေတယ်ဆိုလို့ချင်းကိုကနည်းနည်းလေးပဲပိတ်ထားတယ်ဆိုလို့ချင်းလုံးဝပိတ်မသွားဘူးဟုတ်လားအဲ့ဒါလုံးအောင်မပိတ်နိုင်ကြတာပဲလို့ သဘောပေါက်လို့ပြန်ကြိုးစားပြီးတော့ကုသိုလ်တွေကြိုးစားလုပ်ပါဟုတ်လားမှန်ပါကုသိုလ်ကခွန်ကြီးပေးဖို့ကပိတ်ထူစားဘုရားမကောင်းတာတွေလို့ပိတ်ရတယ်ဟုတ်လားမှန်ပါနော်အဲလိုအာဟုသုကံတွေကများလို့ပြန်စည်းတန်တွေဆိုတော့ကုသိုလ်များများပေးလို့ဆိုတော့လို့တယ်ဟုတ်လားဒါလေးတော့ပြန်အဲဒီကကိုကတော့ကုသိုလ်ပဲစောင်းပေးပြီးတော့ပါနော်အဲတော့ကုသိုလ်ကိုတော့များများလုပ်ပေးကြကုသိုလ်ကံခွန်လန်းတွေဒါစီခြင်းလို့ပဲဖြစ်ဖြစ်အာဟုသုကံခွန်လန်းတွေပိတ်သွားခြင်းလို့ပဲဖြစ်ဖြစ်ဒီဥပဒ္ဓမကံနဲ့ ထောက်မှန်ပြီးလို့ရတယ်ဟုတ်လားဟုတ်ဟာလေနော်အာဟုဆိုခေါင်းထဲကြီးပိတ်သွားနေတယ်ကွာအခုပေးနေတဲ့အာဟုဆိုဂျိုးတွေကပိတ်သွားနေတယ်ကွာဘာလို့အောင်အခုတို့ပိတ်ပြန်အခုတို့လည်းပိတ်ပြန်အာဟုဆိုနဲ့တော့ပိတ်လို့မရအောင်နော်အာဟုဆိုအာဟုဆိုနဲ့ဆိုပိတ်ပြန်အောင်လားပေါ်မိတာပြတ်သွားမှာပေါ့ဟုတ်လားအာဟုဆိုဆိုအာဟုဆိုဂျိုးကပေးနေမှာဆိုအာဟုဆိုနဲ့တော့တော့လွတ်လိုက်ရင်မပိတ်တယ်ဒီတော့ဟောတော့စီးလာတယ်ပေါ့နော်ဒီအဲ့လိုမျိုးအားလုံးပါလို့ဥပဒ္ဒထံပဒကံနော်ရပြီလားအေး အကျိုးပေးဖို့အခါအကျိုးပေးခွင့်နဲ့ခါတင်လာဖို့ရှင်းရလောက်ထားတဲ့ကံနေအကျိုးပေးဖို့ရအောင်ဒီတော့ကထောက်မှန်ပေးတယ်ဒါမှမဟုတ်ရင်အခွင့်အင့်တဲ့အခါမှာလည်းပဲအခွင့်အင့်လို့အကျိုးပေးမယ်ဆိုရင်အကျိုးပေးတန်အောင်ဟုတ်လားတထောင်ရမယ်ဟိုတထောင်တထောင်ရမယ်အစီရနေပြီးတော့တထောင်အောင်ရတော့ဟုတ်လားဒီလိုမျိုးပေါ့ဒီကူကကုသိုလ်ကံညင်ညင်ပေးရတာဒါမှမဟုတ်ရှင်းရပြပေးတာကတထောင်လောက်ရမယ်ကံလို့ကိုကအဲ့ဒါကိုဒီဘောကကုသိုလ်ကံနဲ့ထပ်ပေါင်းပြီးတော့ညှင့်ပေးလိုက်တထောင်လောက်ရတယ် ါမျိုးပေါ့နော်အဲ့လိုအကျိုးပေးတန်အောင်ကီလိုရတဲ့ကန်လေးအဲ့တော့အကျိုးပေးပြီးတော့ဒီဆိုလို့ရှင်လေခဏလေးပေးတာပေါ့အကြာကြီးဒီရေရှည်တီးတဲ့ပေဒီဥစ္စာကြီးအကျိုးပေးနေအောင်လေဒါလေးအထက်ပြီးတော့ညံ့ပြီးရုပ်ပေးနေရနော်အဲ့ဒါမျိုးအလိုလိုပြီးထောက်ထောက်ပံ့ပေးရတဲ့ကန်မျိုးတွေဘာလို့ခေါ်လဲဥပါဌာန်းတာကုသိုလ်ကံပဲရှိတာပေါ့နော်အာမုဒုကံပဲရှိတာပဲနော်အဲ့တော့ရှင်များတို့မျိုးရင်လောက်ကြီးကုသိုလ်ကံကံကြီးကောင်းနေကွာဆိုလို့ကြအဲ့ကံကြီးမကောင်းမြင်တော့ဘူး ်ဟိုအာဟုဒနာနာလောက်လာနားနေမကောင်းဘဲဖြစ်လာတယ်ဟုတ်လားနော်တော့ပါလားကဲမကောင်းဘူးကွာဆိုလို့ရှင်တော့ကုဒနာနာလောက်ဒါချင်းကကြောင်လုံးကြီးပိတ်နေလို့ဖြစ်နော်အာဟုဒိုချူပေးလို့လည်းကြောင်လုံးကြီးကုဒိုတွေချူပေးလို့လည်းကြောင်လုံးကြီးပိတ်နေတယ်ဖြစ်ဖြစ်မယ်ဒါမှမဟုတ်ကိုယ်ကရေမရှိခဲ့လို့လည်းဖြစ်ဖြစ်မှာမဟုတ်လားချင်းကကုဒိုရေစီးရဘာမှမရှိခဲ့လို့ဆိုလို့ရှင် ဟိုဖြစ်လို့အဲ့လိုကြောင်ဘာမှဒီမှာကုလို့ကောင်းကြီးမပေးလိုက်ဖြစ်ဖြစ်မှာပေါ့ဟုတ်လားအဲ့တော့လေဒီဘွားအဲ့လားဆိုလည်းစိတ်မပြတ်နဲ့ပေါ့ဒီဘွားကငါရေတွေလောင်းမယ်ကွာဒီဘွားကမြောင်းတစ်ဖောက်မယ်ကွာဆိုတော့ကုလို့မြောင်းတစ်ကြီးဖောက်လို့ပြဆက်လက်လို့ကြိုးစားကြပေါ့နော်အဲ့တော့ဒီဘွားကမစည်းဘူးဆိုရင်တော့နောက်ဘွားအိုက်ချာလို့စည်းတာဟုတ်လားအေးနော်အဲ့ကြောင့်ဒီဥပဓမ္မကကံတွေလုပ်ဖို့လိုတယ်အဲ့တော့ဒီဥပဓမ္မကနဲ့ပတ်သက်ပြီးတော့ဒီကတော့ကုသိုလ်တွေကိုကြိုးစားလုပ်နေကြဟုတ်လားအကောင်းကျိုးတွေကိုပို့ပြီးတော့ကြဖြစ်ထွန်းခြင်းလို့ဆိုဖြစ်ဖြစ် ကောင်းရောအကျိုးတွေကိုယ်စီမှာမဖြစ်လာဘူးပဲဖြစ်ဖြစ်အထောက်ပံ့ပြုသောအဖြစ်ဒီကုသိုလ်ကံကြီးကိုလုပ်ကိုလုပ်နေရမှာဟုတ်လိုက်အဲတော့စိတ်ပါပါမပါပါလောက်အောင်ပါเนาะအဲတော့ညက်စော်ပြရတော့ကုသိုလ်ပြုခြင်းစိတ်ပါရင်တော့တန့်လုပ်လိုက်လို့ဒီလိုညက်စော်ပြဟောတယ်เนาะအဲတော့ကုသိုလ်ကံလုပ်ခြင်းဆိုတန့်လုပ်လိုက်တန့်လုပ်တာပေါ့ညက်စော်ပြကတနည်းမှာဗာပြောတော့စိတ်တုပ်ပါတာသမဏန္တယေဝသမဏန္တယေဝကလျာဏကံကံတတ်ပါ ကောင်းတဲ့အလုပ်လုပ်မယ်ဆိုရင်တော့မင်းစိတ်ကလေးပေါ်လာရင်တန့်လို့ရတယ်မလုပ်ရင်တော့မင်းအာဟုတွေတန့်မလာဘူးလုပ်ရတာနော်မလုပ်တော့တော့ကျင်းကအာငါဘုရားမလေးလဲမအောင်အဲ့ခဏဒီတော့မှမိမလဲတော့မှမိရင်ဟာစိတ်ကလည်းမျိုးဖြစ်လာဒီနေ့တော့မလဲတော့ပါဘူးကွာအာမျိုးဖြစ်လာနော်နောက်ကြောင့်ကုသိုလ်လုပ်ခြင်းစိတ်ပေါ်ပေါ်ရင်တန့်လို့စိတ်ကပြောင်းလဲသိမ့်မယ်နော်နောက်ကြောင့်ကုသိုလ်စိတ်ကတော့တန့်ပြီးတော့လုပ်ကြ အမှုသူကြလက်ကလည်းမြန်နေရောဒါလေးလောက်မလို့လောက်လိုက်အောင်မလို့ရှိသေးသေးကလောက်ပြီးနေပြီဟုတ်လားအမှုသူကြလက်ကတားမြန်တာနော်ဘာလို့လဲဆိုတော့စိတ်ရဲ့သဘာဝကမကောင်းတာပဲပြောတာကိုဟုတ်လားအကြောင်းမလို့မြတ်စွာဘုရားကအဲ့ဒီမှာဧကတဏကပုံတိုင်းနဲ့ပတ်သက်ပြီးဓမ္မဝရအခါကပထမအုပ်ရဲ့ပထမဆုံးဝတ္ထုမှာဧကတဏကဝတ္ထုဇနီးမောင်မှနှစ်ယောက်ပေါင်းမှဧကတဏကပစိုးလေးတစ်ထဲရှိတယ်လူလည်းမှာ သွားမယ်ဆိုနှစ်ယောက်လုံးသွားလို့မရအောင်ဘယ်သူကတထည်ပဲရှိတာနှစ်ယောက်ပေါင်းမှာတထည်ရှိတာเนาะရှိတော့အဲ့လိုမျိုးကြီးရှိနေတာပေါ့เนาะအဲ့ဒီဇလန်းမှာဟောထားခဲ့တာရှိတယ်ဘယ်ကျေကြတလျာနေဥဒ္ဒေစိတ်ပြုခြင်းများများပြုလိုက်ကြပါပါစိတ်တန်ပြီးပါလိမကောင်းမှုဆိုလို့ချင်းတော့ပြုခြင်းနဲ့တန်းထားကြသည်ဟုတ်လားဒန်တန်ဤဒရောတော့ပုံမြန်ကုသိုလ်ပြုဖို့လေး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 လုပ်နေမယ်ဆိုရင်တော့ပါပသမီးနဲ့ဗန္ဒီမတော့မကောင်းမှုရမယ်ပျော်သွားလိမ့်မယ်ဗျာတဲ့နော်အဲ့ဒါမင်းကဓမ္မပဒ တမာတော်ဒုတိယဟိုရဲ့တမာတော်ဇာလမဟုတ်တာเนาะအဲ့တော့ဒီအဲ့ဒီဧကဒါနကဇာလဆိုလို့ကျင်နှစ်နှစ်ယောက်ပေါင်းမှာတစ်ထည်ပဲရှိတာဟုတ်တစ်ထည်ပဲရှိတော့ကြဘုရားဘူးသွားမယ်တရားနာသွားမယ်ဆိုတော့တယောက်ကနေခဲ့ရတယ်နှစ်ယောက်လုံးလည်းနှစ်ယောက်လုံးလည်းတစ်ထည်တဲ့ပဲဝတ်သွားလို့မရဘူးလေတစ်ထည်တဲ့ကိုနှစ်ယောက်လုံးဆွတ်သွားပြီးတော့ကြာသွားလို့မရတော့ကြာတယောက်ကကိုယ်လုံးလုံးနဲ့အိမ်မှာနေခဲ့ရတယ်เนาะ နောက်တယောက်ကတရားနာသွားကြည့်ဘုရားကြောင့်သွားကြည့်ဆိုတယောက်ကထိမှနေခဲ့အဲ့လိုမျိုးအဲ့လိုမျိုးတလဲတလဲတရားကြတော့ဘုံနာကြီးကဘုရားကြောင့်သွားပြီးတော့တရားနာဘုရားနာသွားကြရှိတာတစ်သေးသေးတရားနာပြီးတော့ကြတရားသဘောကျလိုက်တာငါညှူရင်လိုက်တာဒီတရားနာပြီးတော့ကြကုသိုလ်စိတ်တွေဖြစ်ပြီကြအလူတန်းညှူရင်လိုက်တာဆိုတော့အလူတန်းညှူရင်တော့ကြဘာလို့ဟာရှိတာလေဒီတစ်သေးသေးရှိတာဒီတစ်သေးသေးရှိတာမှာငါးယောက်နဲ့ပိုင်တော့ငါးယောက်ပိုင်ပြီးတော့ဒီတစ်သေးသေးရှိတာ ခုလူလိုက်ရမလားစဉ်းစားစဉ်းစားရင်းနဲ့ဟမ်စစ်တိုင်းနဲ့လူကြီးကစစ်တိုင်းပြီးတော့တ냐တဲ့ပထမရန်လုံသွားတယ်သူပြရန်ကြလဲပေါ်လိုက်ပြန်လူလိုက်ရလူလိုက်မလူပြပြန်နောက်ဆုံးရငယ်ဘာပြပြကွာအမေမေရဘောမှာတဲပြီးဝက်စရာမီတုံးလုံးဒီမှာပေါ့ဆိုပြီးတော့တုံးတဲ့ကြပြီးတော့လူလိုက်ပြီးအကျိုးပေးတဲ့ခါကျတော့လေဟိုတရာလောက်ရမယ်ကျိုးက90လောက်ကျိုးပြရတယ်နဲသွားတာပေါ့ပထမဆုံးစဖြစ်တဲ့ ကုသိုလ်စိတ်ကဟိုကုသိုလ်စိတ်ကလှူခဲ့ရင်တော့အများကြီးရမှာပါအဲ့ဒီမှာတော့အဲ့ဒီမှာတော့ဒီကိုအဲ့ဒီဂျိုးရဲတက်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 မှမရတော့ဘူးเนาะအဲ့မှာကြောက်ပါတော့အများကြီးရမယ်ဒီကနဲသွားတယ်ဘာလို့ဖြည်းဖြည်းနဲ့နည်းနည်းရော့ရော့သွားခဲ့တဲ့အတွက်ပေါ့เนาะဒီလိုလေးတွေပေါ့ဒါကြောင့်မြတ်စွာဘုရားအဲ့ဒီဇာတ်လမ်းနဲ့ပတ်သက်ပြောရဒီလည်းနေရင်တော့ဖွဲ့စည်းရမယ်ဆိုတဲ့သဘောလေးပေါ့ပေါ့လည်းနေရင်တော့အကျိုးကဂါတင်းလာမရတော့ဘူး ဟုတ်လားဒါကြောင့်မလို့ကောင်းတဲ့စိတ်ကလေးရတော့ပေါ်လာကြည့်တန်းလို့ကြာဟုတ်လားကျွန်မကောင်းတဲ့စိတ်ကလေးပေါ်လာဆိုရင်အကောင်းတဲ့အလုပ်လေးလုပ်ချင်ပြောတာနော်မကောင်းတာလုပ်ချင်ပြီးကျွန်တော်တားခါကြာပြီဟုတ်လားမိစေရကလေးရနေပါပါစိတ်ကံပြီးပါလိမကောင်းတာလည်းလုပ်ချင်တဲ့ခဏလေးကိုခဏခဏလုပ်ချင်တာခဏဟိုဟိုဒီခါကလေးမှမခဏခဏလုပ်ချင်တာဟုတ်လားအခုလုပ်ပြီးလည်းတော့ချန်လုပ်ချင်လုပ်ချင်နော်ဒါကြောင့်မကောင်းတာဖြစ်နေတော့တားခါကြာပြီနော်အဲ့တော့ ဒါနာကြီးကြောတော့ပုံပြန်ကောင်းတာလေးပြန်လက်နှင်းနေဆိုလို့ရှင်တော့ပပတ်တယ်ရမလီလို့စိတ်ကမကောင်းတဲ့နေမှာပျော်သွားတဲ့နေဟုတ်လားဟဲ့ဒါကြောင့်မလို့အဲ့လိုမျိုးပျော်သွားတဲ့တာမျိုးဖြစ်တဲ့အတွက်ဒီဥပဒ္ဓမကလေးကံလေးကိုလည်းပဲကုသိုလ်ကံခွန်နှန်းနေတောင်ဖြစ်စေဒါမှမဟုတ်အကုသိုလ်ခွန်နှန်းနေကိုပိတ်သွားစေခြင်းလိုပဲဖြစ်စေဒီဥပဒ္ဓမကကံကိုစီမူပြုလုပ်ကြတဲ့ကုသိုလ်တွေကိုလည်းနေ့စဉ်ပိုင်းပြုလုပ်ကြရမယ်မှတ်တာနော်အများနဲ့လို့မလို့ရှင်နဲ့လောက်နေနော်ဒီအရာလေးမှတ်တာအဲဒါဆိုနောက်နောက်ညမှာကျန်တဲ့ဟာတွေဆက်ပြောအောင်နော်အဲတို့ကြီး